Hello, Minglava, Minglava, Minglava. Minglava Shi. Allora, Minglava, allora. Andi, non sapere. So စီရလည်းမျက်မှန်အရင်လိုကြည့်လို့မကောင်းတော့အလုံးမင်္ဂလာပါရှင်ဒီမှာတော့နေ့လေတနားရင်ဟုတ်ပါတနားရင်လားတနားရင်ထိုးပြီးဆိုတော့မြန်မာနိုင်ငံမှာကတနားရင်၄နိုင်ခွဲတနေ့လေးနေပါ ဒီနေ့တော့9နိုင်ခွဲလောက်ဖြစ်မယ်เนาะအင်းနေပန်းဖြစ်ပါလိမ့်မယ်မြန်မာပြည်မှာတော့ဒီမှာတော့နေ့လယ်တနားပိုင်းပါလို့ဆိုတော့မြန်မာပြည်မှာညနေပိုင်းရောက်နေပြီပေါ့เนาะညနေပိုင်းချိန်ရောက်နေပြီဆိုတော့အနေဒီရဲ့ကြားမှာ live မလွှင့်လာကြပြီเนาะဒီရဲ့ကြားမှာ live လည်းမလွှင့်ဖြစ်ဘူးဘာလို့ live မလွှင့်ဖြစ်လဲဆိုတော့အလုပ်တွေလည်းနေရှုံနေတယ်ပြီးတော့ဒီရဲ့ဒီတပတ်ကလင်းညအစက်တိုက်ဆင်းရတော့ပြင်ပန်းနေအလုပ်ထဲမှာလည်းပြင်ပန်းနေစိတ်ပြင်ပန်းတာလည်းရှိတယ်ပေါ့နော်ဒီ တော်တော်လေးရက်ဒီကကျွန်တော်တော်တော်လေးစိတ်ပင်ပန်းတာပေါ့နော်စိတ်ပင်ပန်းလို့လိုက်လဲမလွဖြစ်ဘူးပေါ့နော်ပြီးတော့အဲ့ဒီနဲ့ခါကြလို့ရှင်လေကိုပြောတဲ့အကြောင်းအရာတွေကငါဘာပြောမှလဲသူများအတွက်ဘာအကျိုးရှိမှလဲဆိုပြောချင်တယ်လေနော်အကျိုးမရှိတဲ့အရာတွေကိုမပြောချင်ဘူးပေါ့အဲ့ဒါကြောင့်မလို့ပဲကိုကစင်စာဒီနေ့ကျတော့ဒီတိသလောက်လေးပေါ့နော်ပြောမယ်ဆိုတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောပြချင်တာပေါ့အဲ့ဒါလေးကိုပဲဘာသာရေးနဲ့အခြေခံပြီးပြောချင်တာလေဒါကြောင့်မလို့အန်တီက အနီးလိုပြောတဲ့အနီးအနီးကဘာသာရေးနဲ့ပြောတဲ့ခါမှာဟိုအရင်တော်တက်နေလို့လည်းမဟုတ်ပါဘူးဟိုဘာသာရေးကိုလိုက်စားပြီးတော့ဟိုအစွန်းထွက်ရောက်တဲ့ဘာသာသူတယောက်လည်းမဟုတ်ဘူးအနီးယုံကြည်ထားတဲ့ဘာသာရေးရရရှိရှင်လေးပဲအန်ဒီမှာဖျားရှိတဲ့အထဲမှာဖျားရှိရဆိုလို့ရှိရင်ဖျားတင်ထားတဲ့ဟောကြားထားတဲ့ဒီနှုတ်ကပတ်တော်ပေါ့နော် ခရစ်တော်ရဲ့နှုတ်ကပတ်တော်ကိုကိုကယုံကြည်တယ် ဟိုတရံတောက်ချစ်ချင်းမေတ္တာထားရမယ်မေတ္တာတရားထားရမယ်နှိမ်ချရမယ်အဲ့လိုရဲ့ဟိုပညတ်တော်7ပါးဆိုတာရှိတာပေါ့နော်အဲ့ပညတ်တော်7ပါးကတော့ဟိုငါတို့ငယ်လေးဖျားကြောင်းစသွားပြီးတော့ဖျားစကားတင်ကြရအဲ့ဒီပညတ်တော်7ပါးနဲ့ပညတ်တော်6ပါးတော့အဓိကကို brotherly sister တွေကတင်ပေးတာပေါ့နော်အဲ့ပညတ်တော်7ပါးမှာဆိုလို့ရှိရင်ဖျားတဆူပြေမြေတိရတဲ့ဝါကိုမှဖျားမနကုတ်ွယ်ချင်းပြူနေအဲ့လိုလေးပေါ့နံပါတ်2ပြောချင်တဲ့အကြောင်းအရာက ဒီ Facebook မှာပေါ့နော် Facebook မှာဟိုစာအန်ဒီတို့ရဲ့ဒီပုတ်ရဟန်းမင်းကြီးရဲ့အကြောင်းကိုပေါ့နော်ဟိုပေါ့တယောက်သောသူကတင်လာတာပေါ့အန်ဒီကလည်း Facebook မှာကျတော့နေရေးဖို့အချိန်ဟို Facebook ကဟိုပေါ့ဘယ်လိုခေါ်မလဲပြောလို့မရဘူးမဟုတ် Facebook ကြာအန်ဒီကဟိုစာမိုတီမတက်လာဘူးလေဆိုတော့ကို YouTube ကနေပဲကိုကပြောချင်တာရယ်ကို့ကိုကြည့်ရှုရသူအားလုံးကိုလည်းတတိယရာရယ် တကယ်ပါအန္တရာယ်မပြပြပေါ့နော်ဟိုဘူးတုတရစေခြင်းနဲ့အန္တအခုကြည့်အထဲမှာလဲကိုနဲ့ဘာသာတွေမတူရတူလဲရှိမှာပဲဆိုတော့အန္တီပြောခြင်းနဲ့အချက်အရာလေးပေါ့နော်အန္တီကတော့ဒီဘာသာကြီးနဲ့ပတ်သက်လို့အရင်တော်တက်တာလဲမဟုတ်ဘူးအန္တီရဲ့အမြင်လေးနဲ့အန္တီထင်လေးဝယ်အန္တီကပြောပြခြင်းတာပေါ့နော်အဲမနေ့က post တယောက်ကလူတယောက်က post တစ်ခုတင်တာပေါ့နော်အဲ post တင်တဲ့သူကအခုဆိုလဲသိမှာပါနော်အန်ဒရူက roman catholic ဆိုတော့အန်ဒရူက ပေါ်ရဟမင်းကြီးကိုပေါ့နော်ဟိုကိုးခွဲတာမဟုတ်ဘူးနော်ပေါ်ရဟမင်းကြီးဆိုတာခရစ်တော်ရဲ့ကိုယ်စားလှယ်ဆိုပြီးတော့အန်ဒီတို့ကရိုသေအထွတ်မြတ်ထားတာနော်အထွတ်မြတ်ထားတာပါပေါ်ရဟမင်းကြီးကလည်းသာသနာမှာသူကအဲ့လိုပေါ့နော်ဟိုဥဆောင်ပေးတာပေါ့နော်ဒီပေါ်ရဟမင်းကြီးရဲ့လှူဆောင်ချက်ကလေရှိတယ်လေပေါ့နော်ဟိုဘလော့ကောမြန်မာပြည်မှာဆိုလို့ရှိရင်ဟိုတိဘက်ကဟိုဖုန်းကြီးဆိုပြီးတော့ဒလင်းမာလာအဲ့လိုမျိုးတွေပေါ့နော်သူအဲ့လိုမျိုးအထွတ်မြတ်ထားတာပေါ့နော်ဖုန်းကြီးတွေဟိုဟိုအဲ့လိုမျိုးပေါ့ ြောကျင်တာဗာလဲဆိုတော့ဒီမနေ့ရဆိုလို့ရှင်အန်ဒရုဘာသာရဆိုလို့ရှင်တော့ပုတ်ရဟမင်းကြီးရေးချယ်ပွဲရှိတကြအရန်ပေါ့နော်ဟုတ်ပေါ့အရန်ကိုစိတ်လှုပ်ရှားတာပေါ့နော်ဘသူများတက်လာမလဲအဲ့ပုတ်ရဟမင်းကြီးရေးချယ်တာအန်ဒရုကရိုမန်ကက်လစ်ဘာသာဝင်အကုန်လုံးကစောင့်ဆိုင်းနေကြတာပေါ့နော်အဲ့ဒီမှာဆိုလို့ရှင်လေဒီဂါဒနယ်တွေကစပေါ့အန်ဒရုတချို့ရရနားမလဲသူတို့ဒီမဲထဲတဲ့အခါမှာဆိုလို့ရှင်ပထမဆုံးကြရမဲရနော်ဥစား ဟိုဟာဘယ်လိုခေါ်မလဲမသိအောင်သူမောင်တို့ဟိုပြေနော်သိမှာပေါ့နော်တို့ဒီမဲမထည့်ခင်မှာတို့သစ္စာဂရိခံရတယ်เนาะဒီသူတို့ဘသူမှကိုမပြောဘူးဆိုတာသစ္စာဂရိခံရတယ်ပြီးတော့အလို့နိုင်ငံကเนาะကာဒီနယ်ချားဖို့လဲပေါ့เนาะတွားတယ်เนาะတွေ့ပါလိမ့်မယ်သူကလည်းမြန်မာနိုင်ငံမှာကြာတော့သူ့ကိုပေါ့เนาะခန့်အပ်ထားတာပေါ့เนาะကာဒီနယ်ချားဖို့เนาะအဲပြီးမှအဲ့အကြောင်းလေးအနည်းဆက်ပြောပြပါပေါ့เนาะဆိုအဲ့ဒီ အနီသီးတလောက်လေးပေါ့နော်ကိုယ့်အကူကိုပဲအနီပြောရမှာဆိုလို့ရှိရင်တော့မနေ့ကအဲ့ post တစ်ခုပေါ့နော်တယောက်တော့သူက post တစ်ခုတင်ထားတာပေါ့နော်အဲသူ့လည်းအန်ဒီကနောက်မှသူ့ကိုသွားရေးပေးမှာပေါ့သူကဘာရေးထားလဲဆိုတော့အခုရအခုအစ်စ်ရတဲ့အခုအစ်စ်တက်လာတဲ့ပုတ်ရဟမင်းကြီးကတဲ့အမေရိကန်နိုင်ငံသားပေါ့နော်ချီကာဂိုမှာနေရတူဖြစ်တယ်တဲ့အေးတဲ့ငါလည်းချီကာဂိုမှာပဲနေလာဆိုတော့တနေ့တောက်လို့ရှိရင်တဲ့ ပေါ်ရန်မင်းကြီးကိုသွားတွေ့ပြီးတော့ပေါ့နော်သွားတွေ့ပြီးတော့မြန်မာနိုင်ငံမှာပေါ့နော်မြန်မာနိုင်ငံမှာဟိုတိတ်ချာချာလေးပေါ့နော်အန်ဒီပြောတာလေးနားထောင်ပေးပါအန်ဒီကဘာသာရေးကိုဟိုဘန်းပြပြီးလှုပ်စားလည်းမဟုတ်ဘူးအန်ဒီကစလာမှတ်တလောက်လေးအန်ဒီရှင်းပြတာပေါ့နော်ဘာသာသူကဘာပြောလဲဆိုတော့ပေါ်ရန်မင်းကြီးကိုပေါ့နော်သွားတွေ့မယ်ပေါ့သွားတွေ့ပြီးလို့ရှိရင်တဲ့မြန်မာနိုင်ငံမှာပေါ့နော်ပြီးခဲ့တဲ့အညာမှာနော် သိကြမလားမသိနော်အညာမှာခရိယံဖုံးတော်ကြီးတပါးကိုတက်ဖြက်လိုက်တဲ့ကိစ္စပေါ့နော်အဲ့ဒါလည်းအကုန်လုံးသိမှာပါ Facebook လုံးနဲ့သူလည်းသိမယ်တည်င်းကြီးရဲ့သူသိမှာပါခရိယံဖုံးကြီးကိုနော်အပြစ်မဲ့ခရိယံဖုံးကြီးကိုတက်ဖြက်တယ်ပေါ့နော်တက်ဖြက်တာကိုတဲ့ဘာဖြစ်လို့များပေါ့နော်အေးမယူမဆောင်ရွက်သေးတာလည်းပေါ့နော် သူပြောချင်တာကတော့ရွရွရှိရှင်းလေးပါသူပြောချင်တာကတော့ငါတို့ကက်ထလီရိုမန်ကက်ထလီဘုန်းကြီးတပါရဲ့ရဲ့ဆက်ဆက် အပိုင်းပိုင်းဖြက်ခံရတာနော်အသက်ဖြက်ခံရတာကိုပေါ့နော်ဘာမှအရေးမယူဘဲနဲ့ဘာမှအရေးမယူဘဲနဲ့ဒီလိုမျိုးပေါ့နော်ဒီခရီးယန်ဘုန်းကြီးတွေကကြည့်ရတာလဲဆိုတာကိုတဲ့အဲ့ဒါပေါ့နော်ဒီပုတ်ရမ်းမင်းကြီးပေါ့နော်သွားမေးမယ်ပေါ့နော်ဆိုတော့အဲ့ဒီသူကသူရဲ့ post တော်တော်လေးသူရှေ့ရှေ့လေးတင်ထားတာဆိုတော့ အန်ဒီကအဲ့ဒီ post pension ကိုအန်ဒီကဒီကနေပဲလမ်းပြပြချင်ပါတယ်။ဟိုအန်ဒီတို့အန်ဒီပြောလိုက်တဲ့အခါမှာအန်ဒီသည်ကျန်းတက်ပညာတက်ဟိုကျန်းတွေကိုရမ်းပြီးနားလဲသူမဟုတ်ပါဘူးเนาะ။အန်ဒီတို့ပုတ်ရံမင်းကြီးရဲ့လှုပ်ဆောင်ရတဲ့အရာတွေကဘာလီလဲဆိုတာကိုတော့အန်ဒီသိသလောက်လေးပြောပြပါမယ်။ဒီသိချင်းတော့အချက်လက်တွေပို့သိချင်းရင်တော့ တကယ်တက်ကြွတဲ့ဖုံးတော်ကြီးတွေတော့မင်းရင်ကောင်းပါလိမ့်မယ်ဒါပေမဲ့ तू ပြောထားတဲ့ဒီပေါ့နော် तू ကအပြစ်တင်တာမဟုတ်ပါဘူး तू ကမခံမရက်ဖြစ်တာပေါ့နော်ဒီခရစ်ယာန် Roman Catholic ဖုံးတော်ကြီးတပါမြန်မာပြည်မှာအညာမှာနော်ရဲရဲဆက်ဆက်တက်ဖြတ်ခံရတာကိုဘာဖြစ်လို့များဒီပေါ့ခရစ်ယာန်ဖုံးကြီးတွေကဘာမှမလုပ်တာလဲပေါ့နော်အဲ့ဒါကိုပေါ့နော်သူပုတ်ရမ်းမင်းကြီးကိုပေါ့နော်သူပေါ့ တွေ့တော့တွေ့လို့ရှိရင်ပေါ့နော်ခြေကောက်မှာပေါ့နော်တော့တွေ့လို့ရှိရင်ပေါ့ तू မင်းမယ်လို့ तू ကရေးထားတယ်ဆိုတော့အဲ့ဒီရေးတင်တဲ့ post တင်တဲ့အကိုလားမောင်လားတော့မသိပါဘူးကျွန်မရှင်းပြကျင်ပါတယ်ရှင်ကျွန်မတို့သိထားတဲ့ကျွန်မတို့ရဲ့ပုတ်ရံမင်းကြီးရဲ့အလုတ်ကတော့ roaming catlay ပါတာဝင်နေတဲ့အတူတကဘာလုံးကို तू ကကောင်းသောတိုးထိန်ဆိုတဲ့စံပြ ုံစံဖြစ်အောင်လုပ်ရပါတယ်။နော်ကောင်းသောတုတ်ထဲကောင်းသောလမ်းပြအမှုကျော်ဆောင်ပေါ့နော်။သူကတောင်းရှိပါတယ်။အဲ့လိုလမ်းပြတုတ်ထင်းတယောက်ကအဲ့လိုမျိုးတက်ခံရတဲ့အခါကြလို့ရှင်။ तू ကအခုစစ်ပွဲတွေဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် तू ကငြင်းချမ်းကြီးပဲ तू ပြောခွင့်ရှိရဲ့ရှင်။ငြင်းချမ်းစင်ပွန်းဖြစ်ကြပါနဲ့မေတ္တာတရားထားကြပါနော်လူမသက်ကြပါနဲ့ မြင်းချမ်းရေးကိုပဲ तू ကဥတီပြီးတော့ပဲ तू ပြောပါလိမ့်မယ်ရှင့်။ဘာကြောင့်လဲဆိုတော့ तू ကကောင်းသောတိုးထက်တယောက်ရဲ့တာဝန်ယူထားတာကျမတို့လူသားရိုးရိုးတာမန်လူတွေလို့ဟာနေနေကိုပြန်ကြိုက်နေပြီငါလူမျိုးကြိုက်နေပြီငါလူမျိုးတက်တဲ့အတွက်ကြောင့်ငါဖုံးကြီးကိုတက်တဲ့အတွက်ကြောင့်ငါပြန်တက်ရမယ်ဆိုတော့စိတ်မျိုးတို့ကမထားဘူးရှင့်ဒါကျမသိတဲ့လောက်လေးကျမပြောတာနော်။ဘာကြောင့်လဲဆိုတော့ပုတ်ရဟမကြီးဖြစ်တဲ့အတွက်ကြောင့် မေတ္တာတရားကိုပဲ share တင်ရတယ်ခွင့်လွှတ်ခြင်းမှတ်မိကြမလားမသိဘူးเนาะပုံရံရင်ဂျွန်ဘောရွန်ဆိုလို့ရှိရင်သူတနက်နဲ့ပြစ်ခံရတာအဲ့လိုထောက်မှာတတ်တွေ့ပြီးတော့ခွင့်လွှတ်ပါလေလို့ပြောရတယ်အဲကြောင့်ဆိုပုံရံမင်းကြီးတွေရဲ့လှုပ်ဆောင်ချက်မှာမေတ္တာတရားအဓိကထားတဲ့စစ်ဖြစ်နေသောတိုင်းပြည်တွေကိုငြိမ်သက်ဖို့ပြောပြတာပဲရှိတယ်လူတိုင်းကတော့ကိုခရီးယံဖုန်ကြီးတပါအသက်ခံလို့ကျမတို့လိုလူသားတွေဆိုဟာညတို့ဖုန်ကြီးကိုတက်တာပဲကွာမင်းတို့ပြန်တက်မယ်ဆိုတော့ လူတယောက်ရဲ့အတွင်းနဲ့ဆိုတော့မှန်ချင်းမှန်လိုက်မယ်။ဒါကြောင့်လည်းမြန်မာပြည်မှာအခုဒီစစ်ပွဲတွေကမငြိမ်းသေးတာပေါ့နော်။အစိမ့်နဲ့အလင်းနဲ့ကြားထဲမှာလေကိုပြည်တွင်စစ်ပဲဖြစ်နေကြအခုတတိဟိုအနီမှာလဲခိုးတဲ့သခိုးနဲ့ဟိုအစိမ်းမှာလဲဟိုအဲ့လိုမျိုးပြည်ရင်းစစ်ကိုတွားပြီးတော့ပုတ်ရမ်းမင်းကြီးကလာပြီးတော့ငါလူမျိုးကိုငါရဲ့ဘာသာတရားကဖုံးကြီးကိုတတ်ပါလားဆိုပြီးတော့အေးအေးယူလို့မရပြောလို့လည်းမရ तू 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 မှာ ဲ့လိုမျိုးပြောဖို့အတွက်သူ့မှာအခွင့်အရေးလည်းမရှိဘူးရှိလဲသူပြောမှာမဟုတ်သူကပြောမယ်ဆိုလို့ရှိရင်တော့မေတ္တာတရားထားပါစစ်ပွဲမဖြစ်ပါနဲ့လို့ပဲသူပြောခွင့်ရှိမယ်ကုတ်ဆွဲပြီးလာခဲ့ဆိုပြီးတော့ငါပါလာကငါတို့ဖုံးကျူတက်လို့ဆိုပြီးတော့အပြစ်တင်ယူလည်းမရဘူးရှင့်အဲ့ဒါလေးတော့သိစေချင်တယ်ဒါပုတ်ရဟမင်းတယောက်ကသူကရှိရနေတိုးတိန်ကောင်းတယောက်ဖြစ်အောင်ပုံစံနမူနာပြပေးရတယ်အဲ့ဒါကိုလေးနည်းနည်းပါသိဖို့လိုအပ်တာပေါ့နော် ။ဘာကြောင့်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာရှင်တို့ပြောပြောနေတဲ့ရှင်တို့အဘမင်းအွန်လိုင်းကသူ့မှာကရှင်တို့ပြောပြောနေတဲ့ဟိုအခုအနီဘိန်းနေပြောပြောနေတဲ့ဗရယ်ပေါ်သီးလောက်အဲဟိုဗါလဲနှခန်းနေတောင်းအဲနှခန်းနေတောင်းနဲ့နည်းနည်းသီးတော့သူ့မှာအပြည့်ရှိတယ်။နော်သူ့မှာအကုန်ရှိတယ်။အဲ့လိုရှိတဲ့လူတယောက်ကိုတွားပြီးတော့ တော့သူ့ရဲ့အနောက်မှာဘသူရှိလဲရှင်တို့လည်းအသိဆုံးပဲရှင်တို့လောက်ဟိုသတင်းတွေဖတ်နေမယ်တိမှာပဲเนาะအခုဆိုတရုတ်ပြည်ရောက်သွားပြီရုရှားရောက်သွားပြီပြောချင်တာကသူ့ရဲ့အနောက်မှာရှီလုတ်ကြီးရှိတယ်သူ့ရဲ့အနောက်မှာဥစားအာလူပူတင်ရှိတယ်ဆိုတော့သူ့ရဲ့အနောက်မှာ background ရှိနေတဲ့အတွက်ကြောင့်သူ့ရဲ့အနောက်မှာကြီးမားတယ်เนาะစီလုတ်ကစီလုတ်ဆိုတာရှင်တို့အသိဆုံး စီလို့ရအာပေါ်ကိုဘယ်သူမှလန်လို့မရအောင်သူ့ရဲ့နောက်မှာတရုတ်ရှိတယ်သူ့ရဲ့နောက်မှာအလူပူတင်ရှိတယ်ဆိုတော့အဲ့ကြီးမားတဲ့နှစ်ဦးရှိနေတဲ့နောက်ခံ background ရှိတဲ့ကြောင့်သူ့မှာသူလုတ်ချင်တယ်သူလုတ်လို့ရတယ်ဒါကြောင့်မလို့ကိုမြန်မာနိုင်ငံကဗုဒ္ဓဘာသာအများဆုံးကိုးကွယ်သောနိုင်ငံဖြစ်တယ်เนาะဒါအကောလုံးသိတယ်ဗုဒ္ဓဘာသာကိုးကွယ်အများဆုံးဖြစ်တဲ့နိုင်ငံကဖြစ်ပြီးတော့ ခါကျကိုယ့်ရဲ့ဖုန်းကြီးတွေကိုတောင်ပြန်တက်တဲ့သူတွေကကျမတို့လိုဖုန်းကြီးတပါးကိုအသက်ခံရတာတော့ဘာလို့လို့ရမှာလဲဘာကိုဖြည့်ရှင်းပေးမှာလဲကိုယ့်လူမျိုးကိုယ့်ဘာသာကိုယ့်ဖုန်းကြီးတွေတောင်မှသူတို့သူတက်နေတာမှရစရာမရှိအောင်တက်နေတော့ဖုန်းကြီးအေးခင်းတော့ရှိသွားရအောင်တော်လိုက်တော့ရှိပါလားတက်နေတာပဲလေရှင်တို့မျက်မျက်မြင်ခဲ့တာပဲအဲ့လိုမျိုးတက်ဖြတ်တဲ့သူတယောက်က Roman Catholic ဖုန်းကြီးတစ်ပါးကိုတက်တာတော့ကတော့ အီရောမပေါ့သူ့အတွက်ကတော့သူ့ဘသူသူ့ဘသူကြည့်မှလဲဟုတ်တယ်ဟုတ်ဒါလက်ရှိဖြစ်နေတဲ့အရာကိုကျမတင်ပြတာပုံရံမင်းကြီးကဘာမှလုပ်လို့မရအောင်ရှင်နောက်ဆုံးကျမတခုပြောမယ်နော်ပြောတော့ gardener နော် gardener ချဖို့နော်ဆရာတော်ချဖို့ तू तू क्रिसमस တောင်းလာဆိုလို့ရှိရင် तू ကသွားပြီးတော့မအလာသူ့လာပြီးလက်ဆွဲနှုတ်ဆက်တယ် ကျမတို့ဘာသာသူတွေအကုန်စိတ်ဆိုးကြတယ်။ဒါသေချာချာလေးနားထောင်ပြီနော်။ကျမတွေပါဝင်မယ်။ကျမတို့အရင်စိတ်ဆိုးဘာလို့လက်ခံစကားပြောတာလဲ။ဘာလို့တွေ့ကြုံစကားပြောတာလဲ။တန်လို့လား။ဒီလူသက် သမားနဲ့ကျမတို့ပြောကြတယ်။ဘာသူဆိုအရင်စိတ်ဆိုးကြတယ်။ဒါမဲ့ကျမတို့သေချာပြန်စဉ်းစားကြည့်။ဆရာတော်ကြီးမှရေးချယ်ခင်မရှိဘူး။ဆရာတော်ကြီးကဘယ်လိုခေါ်မလဲ။သူများအိမ်မှာနေနေရတဲ့ဧည့်သည်လို့ဖြစ်နေတာ။ နော်မြန်မာနိုင်ငံမှာကခရစ်ယာန်နေရတယ်နော်ဗုဒ္ဓဘာသာထုံးကားတဲ့နိုင်ငံဖြစ်တယ်။နောက်တော့သူ့မှာကလက်နက်တွေအများကြီးရှိတယ်လေနော်။သူလို့ချင်းသူလို့ရတာပဲ။ဟိုအရင်တော့အခုရှိဘုံတွေကျဲတယ်နော်။ပြီးဖျားရှိခိုးကြအဆောင်တွေအကောင်းတွေလည်းပြည့်ကျဲကြတာပဲ။ဘာလို့လို့ရမှာလဲ။ဘာကြောင့်လဲ။သူ့ရဲ့အနောက်မှာရှိနေတဲ့နိုင်ငံနိုင်ငံအရန်အရေးကြီးတယ်။ဆိုတော့ကျမတို့ဆရာတော်ကြီးကလည်း မတတ်တာလို့ကသူ့မှာလက်ခံသူစကားပြောတာဖြစ်ချင်းဖြစ်မယ်ကျွန်မကိုကိုကိုကျွန်မမှားခင်မှာကြောက်ပြကျွန်တော်ကကိုယ့်ရဲ့အမြင်နဲ့ကျွန်တော်သွားပြီးတော့ဟိုပေါ့ပုံမြင်လာတဲ့သူတွေသွားပြီးတော့ကျွန်တော်ကဟိုဟာပေါ့တစ်တင်ခွင့်မရှိဘူးစီရင်ခွင့်မရှိဘူးခရစ်တော်ပြောထားတယ်လို့ကကျွန်တော်ကသူများရဲ့အပြစ်ကိုစီရင်ခွင့်မရှိဘူးသူတယောက်တော့စီရင်ခွင့်မရှိဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အားလုံးတွေကအားလုံးသားတွေပဲကျွန်တော်လည်း ြစ်နေမကင်းခဲ့ဘူးเนาะဆိုတော့ကျွန်တော်ဘူးမှာသွားပြစ်ခွင့်မရှိဘူးဆရာတို့ကပြစ်တွင်မရှိဘူးဒါပေမဲ့ပြောချင်တာက तू ဘာသာကျွန်တော်ဘာသာရေးရလူတွေကဘာဘာလို့လက်ခံတွေ့ဆုံရတာလဲဆရာတော်ကြီးကိုပေးတာဘာလို့တွေ့ဆုံရလဲဆရာတော်ကြီးမှာရွေးချယ်ပိုင်ခွင့်မရှိဘူး तू သူရဲ့လူမျိုးတော်မှာဗုဒ္ဓဘာသာထွန်းကားတဲ့ဗုဒ္ဓဘာသာလူမျိုးတွေဗုဒ္ဓဘာသာဖုံးကြီးတွေကိုတတ်ဖြတ်တဲ့လူကခရီးယန်တယောက်ရဲ့တတ်ဖြတ်ဖို့မလို့ ကောင်းနေရမှာသူမအေးစစေးပဲဒီလိုမျိုးလေးလေးလေးတစ်ဖြောက်ချွေလိုက်ရုံမဟုတ်တယ်မလားဒါကြောင့်လို့ဆရာတော်ကြီးကလည်းသူ့ရဲ့တိုးလေးတွေသူ့ရဲ့ဒီပေါ့ဘာသူတွေကိုလုံခြုံမှုရှိအောင်အိမ်ရှင်ကဧည့်သည်လာတဲ့ခါမှာဝိချီတန်းချင်းနှုတ်ဆက်တာပဲဖြစ်ချင်းဖြစ်မယ်ဘသူမှတော့ပေါ့ဘလို့ခေါမလဲဒီလူသက်တာကိုအားမပေးဘူးရှင် ကျမတို့ရဲ့ပြည့်ညက်တော်ဆယ်ပါးမှာ နမဘုရားသစ္စာပြင်မြတိယတတော်ဝါကိုမှဘုရားမနဲ့ကိုယ်ွယ်ချင်းပြင်နေဘုရားရှင်နမတော်မျိုးကိုမသွန်းဆိုင်နေဘုရားရှင်တရင်မလို့ဆောင်းတော့မိဘတို့ကိုယူသခြင်းပြုတော့လူ့အသက်ကိုတပ်ပုတ်ခြင်းမပြုနဲ့လူ့အသက်ကိုတပ်ပုတ်ခြင်းမပြုရဘူးဆိုတာကျောပြည့်တော်ဆယ်ပါးတော့ပါကိုပါထားတာအဲ့ပြည့်တော်ဆယ်ပါးမှာလူ့အသက်ကိုမတက်ရဘူးဆိုတဲ့ကျမတို့တွေဒီဖုန်ကြီးတွေကသိပြီးသားပဲ အဲ့ကြောင့်လို့လူရဲ့တက်ကိုမတက်ရအောင်အဲမိသားထားကြပါစစ်ပွဲတွေမလုပ်ကြပါနဲ့ငင်းကြကြပါလို့ပဲသူပြောလို့ရမှာသွားပြီးတော့ဟိုရှင်တို့ရဲ့အဘအကြီးကိုလာခဲ့ဂုတ်ကလေးဆွဲပြီးလာခဲ့စမြေမှာငါတို့ဖုံးယူတယ်သူကသွားလို့လို့မရဘူးလေသူ့မှာအဲ့အာဏာမရှိဘူးသူ့မှာရှင်တို့အဘအကြီးလို့ဟိုငေပြီးတောင်းလို့နတ်သီးလို့သူ့မှာမရှိဘူးငင်းကြစွာနဲ့ပဲကျမတို့ကဟိုပေါ့နော်တောက်ဆိုပြီးတော့ မလောက်ပါနဲ့ပဲပြောပိုင်ခွင့်ရှိတယ်ကျွန်တော်ခရိယန်သာသနာပြုဒီဖုန်းကြီးတွေကအဲ့ဒါပဲရှိတယ်။ဘာကြောင့်လဲဆိုတော့မျက်မြင်နဲ့မျက်စိနဲ့မှတွေ့နေရတာပဲလေ။သူတို့ရဲ့ဖုန်းကြီးကမှသူတို့တတ်တာပဲ။ကိုယ့်လူမျိုးကိုပြင်တတ်နေတယ်။တကယ်ဆိုလို့ရှိရင်ဒီအဲ့လိုမျိုးတာဝန်ယူရမှာကဘုသူ့မှာတာဝန်ရှိတယ်ပြန်စင်းစားလေ။ဒီဒီတော်လိုင်းစကလေးကအစကောင်းမှအနှောင့်အယှက်ချတယ်။အစမကောင်းခဲ့လို့ เนาะตะโคတွေကိုအားပေးတယ်ဆယ်လီတွေဆိုလို့ရှင်မြောက်ပေးတယ်ဆယ်လီတွေပြောသမျှရုံမတက်နဲ့ရုံထွက်ဆိုပြီးတော့ဆယ်လီတွေဟိုစီရီယာနေလောက်ခိုင်းတယ်ပြီးအကောလောအရှိုးအရှိုးရှိုးရှိုးနိုင်ငံရထွက်ပြေးသွားကြတယ်အန်ယူချီမှာတချို့အမတ်တွေခိုးကြတယ်ဟိုလွင်ကိုလက်ဆိုလို့ရှင်မရင်ငယ်ယူတယ်ခလေးတွေနဲ့ဟိုမရင်ငယ်များဟိုသူလည်းမသိဘူးဘယ်သူလဲသူသူမိမနော်စာမင်းသမီးတယောက်ရှိတယ်မရင်ငယ်ကစိတ်ရုံမှာခလေးတွေဘွေကျတဲ့တာမရကြီးကနိုင်ငံသားရဟုတ်တယ်ဟုတ် အမတ်တွေအမတ်တွေနိုင်ငံခြားအကုန်ရောက်တာပဲတော်လိုင်းရုတ်တိုက်မယ်ဆိုပြီးတော့လုတ်ခေတာလေဘာသာကြီးနဲ့မဆိုင်ဘူးရှင်တတမလို့အဲ့ post ကိုတင်နေသူပြောချင်ပါတယ်ပုတ်ဟန်မင်းကြီးကဘာမှလုတ်ပြလို့မရဘူးရှင်သွားပြီးပြောစင်လို့ပေါ့နော်အာဘာလို့ရှင်တို့ကတ်တလစ်ဖုန်းကြီးကိုတတ်တာပဲရှင်တို့တွေဘာမှမလုတ်ကြဘူးလားခင်ဗျားပြောပြောလို့မရဘူးဘာကြောင့်လဲဆိုတော့ကျမတို့ရဲ့ပုတ်ဟန်မင်းကြီးကအဲ့မြန်မာနိုင်ငံထဲကလာပြီးတော့ဘာလို့ငါတို့ဖုန်းကြီးကိုတတ်တာလဲဆိုပြီးတော့ဂုတ်လာဆွဲလို့လည်းမရဘူး သူပြောပေးတဲ့ပြောပေးလို့ရတဲ့အချီလောက်ပဲသူပြောပေးလို့ရမယ်ကဘာလုံးမှာစင်ဖြစ်ကြဖို့เนาะသူရဲ့ဒီသူသူပုံရမကြီးတင်မြောက်ခါမှာသူဘာပြောခဲ့လဲစစ်မဖြစ်ဖို့နဲ့ငင်းချမ်းရရဖို့တပဲအဲ့ဒါအဓိကထားမယ်ပေါ့နော်ငင်းချမ်းရအခုဆိုလို့ရှိရင်ပါကစ္စတန်နဲ့အိန္ဒိယမှာကြားတယ်ဘာကြောင့်လဲလူတွေကဘာသာရေးကိုအထက်မပြောနဲ့ ဘာသာရေးအကောင်းလုံးနေတာရှင်ဒါပေမဲ့လူတွေကသာအဲအာနာတွေယူနေကြတာเนาะအာနာတွေယူတယ်ပတ်စံတွေယူနေကြတယ်အဲ့လိုအာနာယူနေလို့လဲတိုင်းပြည်တွေကတချို့ဆိုလို့ရှင် type စစ်ပွဲတွေဖြစ်နေကြတယ်လူတွေကလုံနေတာဒါကြောင့်လို့ဘလောက်ကြီးပဲဖုံကြီးတွေကလာပြီးတော့တာတာကျွန်တော်ကတ်လိုက်မှာကကိုကိုဖုံကြီးတပါးကိုအသက်ခံတာသိနေတာပဲဒါပေမဲ့ဘာလို့လို့ရမှာလဲအရင်နေရလဲဘာမှပြောလို့မရဘူးလေเนาะ သူ့သွားပြီးအပြစ်မတင်နဲ့ကျမကျမမှားမှန်းသူလေကျမပြန်တောင်းမှန်နဲ့ပြောတယ်ဘာလို့လဲသူ့မှာလဲမနေစားလို့သာသူလက်ခံတွေ့ဆုံရတာပဲသူရှိမယ်လေနော်ဘာကြောင့်လဲဆိုတော့ရှင်တို့ဘာမှာကအသီးအသီးပေါင်းစုံညို့သီးတောင်ပေါင်းစုံနဲ့အားရင်သွားဘုံကြီးရဲ့နေတာလေဟုတ်တယ်ဟုတ်ဆိုတော့သူ့မှာလဲသူ့ရဲ့တိုးထင်းလေးတွေကိုရှင်တို့ဟိုဘောဘုရားဘာသာချက်ဘုံလို့ဆိုနော်မေတ္တာတရားထားဖို့အတွက်အကုန်လုံးသင်ပေးတယ်အဲ့လိုပဲပေါ့နော်ကျမတို့ဘုံကြီးတွေရတယ် စစ်ပွဲဖြစ်ဖို့အတွက်เนาะတောင်းတောင်းနဲ့ငင်းတန်းချင်းရှိဖို့အတွက်ပဲပြောလို့ရမှာပေါ့ကာဒနယ်ကြီးလုံနေပြီးတော့ပုတ်ရမင်းလို့ပြောဟဲ့ကောင်းနေခြောက်သန်းกว่าမင်းတို့ကိုမင်းငါဖုံးကျိုးတက်တာกว่าမင်းတို့ပြန်တက်လို့ပြောပါကမရှိဘူးလေပြောမလားပုတ်ဟိုကောင်းတော့တိုးထိန်มาຢာလူຢာဟာတဲ့ပုတ်ရမင်းကြီးကလူသားဆန်ဆန်ငါတို့ကတ်လေးဖုံးကျိုးတက်တယ်กว่าအပိုင်းပိုင်းခောက်တယ်กว่าလာခဲ့ပြန်ပြတ်တက်ကြဆိုပြီးတော့ဘယ်တော့မပြောဒါကောင်းတော့တိုးထိန်မဟုတ်ဘူးရှင် သူ့ရဲ့လောက်ရက်ကသူ့ရဲ့လောက်ရက်ကိုကျမတို့ကជីပြီးတော့သိရမလားကောင်းသူ့ရဲ့နောက်ကိုလိုက်တာဆိုတော့ तू ကရှေ့ရနေပြီးပုံစံကောင်းပြမှာသူ့ရဲ့နောက်လိုက်ဖြစ်တဲ့ပါတော်သူတွေကလိုက်မှာပေါ့လူသက်သမားကိုဘဲပုတ်ခဲ့မှရအားပေးမလားရှင်ဘဲအားပေးမလဲဟုတ်တယ်ဟုတ်ဘဲဖုံးချင်တော့ဘမဘုရားဘာဖုံးကြီးလဲအားမပေးဘူးလေဟုတ်တယ်မလားဘသူဘသူအားပေးလဲအားပေးရသူတွေကဒါတော့ပြောမလို့နော်သူတို့အားပေးတဲ့ဖုံးကြီးじゃဒါသူတို့ရဲ့ type တိုက်နေတယ်မဲ့သူတို့ကသူတို့ပေါ့နော်ဒါပြောလို့မရမဲ့တော်တော်များကျွန်တော်တို့ဒီပေါ့ခရီးရန်ဖုန်းကြီးတွေခရီးရန်ပါစတာတွေကအေးကွာငါတို့ငါတို့တရားဟောဆရာတတ်တယ်ကွာမင်းတို့ပြန်သက်ဆန်းကွာလာကွာငါတို့လက်နဲ့ဝယ်ပေးမယ်လားမလို့ဘူးမေတ္တာတရားပဲရှိထားပြီးတော့မလုပ်ကြပါနဲ့ရကြပါအလောက်ပဲပြောပန်နေရှိတယ်အဲ့ဒါကိုပေါ့နော်ဘာသာခွဲတွေနဲ့တည်တည်မှုတည်တည်ပါတယ်လို့ကျွန်မထင်တယ်အဲကြောင့်လို့အဲ့ဒီအကိုရေးတင်တဲ့ post တစ်ခုလို့ပေါ့ ်အပုတ်ရမ်းနှင်းချပြပြောမယ်ဘုန်းကြီးတပတ်ခံရတာကိုဒီလိုပဲကြည်နေသလားလို့မထင်ပါနဲ့ဘသူမှတော့စိတ်မကောင်းပါဘူးဒီလိုပဲရှင်တို့ဖုန်းကြီးတွေဘုရားဗလာဖုန်းကြီးတွေကိုရှေဝါအောင်တလောင်ရောသက်ဖြတ်တော့ရှင်တို့ဘလို့ခံစားရလဲဒီလိုပဲပေါ့ဒါမဲ့အဲ့ဒီသက်ဖြတ်တဲ့အရာမှာ တကယ်တမ်းကြတော့ဘသူလဲဆိုကိုကိုကိုသိဆုံးမယ်ရှင်တို့အားလုံးသိတာပဲเนาะဒီပပပလာပပပပအဲ့အဲ့အဲ့ပကပါရပကပါရကျမတကယ်ကိုခေါင်းနောက်တယ်ဟိုဗိုတာအန်ယူဂျီကဖွဲ့စည်းထားတဲ့သူဒီပေါ့เนาะဒါကြောင့်လို့ဒီတော်လန်ကြီးကတကယ်တမ်းကြဖြစ်တာကဘသူမှအပြစ်မတင်နဲ့အဆောက်မကောင်းခဲ့လို့အခုလိုမျိုးအခြေအနေဆိုးနေကြတာเนาะအဆသာကောင်းခဲ့မယ်ဆိုလို့ရှင်တော်တော်လေးတော့ရောက်နေပြီပေါ့เนาะအခုဆိုလို့ရှင် တချို့ကလည်းဘုံနေမြဲကြားနေမြဲပဲလှုပ်ရှားရှိတဲ့ကိုလှုပ်ကြတယ်တချို့ကြလည်းပျော်ပျော်ရွှင်ရွှင်လေးပဲတချို့ကြလည်းငက်ပြဲလို့တချို့ကြလည်းစူးစားရုန်းကန်နေရတော့မယ်ဟောပြောချင်တာပါလဲဆိုတော့ကျောင်းနိုင်ငံကဘလောက်ပဲအခက်အခဲဒုက္ခရှိရှိခဏခဏတားလေးပဲပြည်သူပျောက်သွားကြတယ်ပေါ်ပင်လေးတွေပဲအကုန်လုံးပေါ်ပင်လေးပဲပြပျောက်သွားကြတို့တို့အချိန်တန်ကြလို့ရှင်တို့အဲဘာပဲလိုရလို့ဟာဟိုသိမလားပြောချင်တာပါလဲဆိုတော့ကျမတို့ရဲ့ ရိုမက်ကက်လီပါတာရဲ့ပုံရမင်းကြီးဖြစ်ဖြစ်ဂါဒင်နယ်ဖြစ်ဖြစ်ကိုနိုင်ငံရင်းနဲ့ရောရှက်လို့မရအောင်ရှင်သူတို့မှာသူတို့တွေကကောင်းသောတိုးထင်းဖြစ်တဲ့အတွက်ကြောင့်သူတို့ကသူတို့ကိုကဘာစောင့်ကြည့်နေရလေနော်တကဘာလုံးကစောင့်ကြည့်နေတာစောင့်ကြည့်ချိန်မှာသူတို့ကသာတခုခုအလွဲမလုပ်ကြည့်ပြောလိုက်မဖြစ်ချင်းအရင်ပြောလိုက်ကြမှာဒါကြောင့်မို့ကျမတို့ကကျမအသိထားတယ်ကျမတို့ဘာသာက တောင်တန်ရုံကအဲ့လိုပေါ့ပုံရမ်းမင်းကြီးကသွားပြီးတော့စစ်ပွဲဖြစ်လို့ရှင်လဲငင်းချမ်းရအောင်မပြောပြလို့ရတယ်ငင်းချမ်းအေးပဲဘာမှလို့မရအောင်ဟိုးအရင်တော့ကလည်းဖြစ်ကြတာပဲလေနော်ဒီပိုလန်မှာဘုံကြီးပိုလန်ပပဆိုတာဂျွန်ဘောရောလည်းလိုပဲသူ့လူမျိုးတက်နေတာသူတွေ့တာပဲဒါမဲ့သူသပြောတာပဲလက်နက်ကိုကင်တဲ့သူတွေကမကောင်းဘူးဖះမချိုက်ဘူးလို့သူပြောဝင်ဝဲရှိတယ်သူ့မှာသွားပြီးတော့ စုံမပိုင်ခွင့်ရဲ့လို့ပြီးတော့လာငါလက်မဲ့ငါငါနင်တို့လည်းလက်နဲ့ဝဲမို့ထုကြလို့ပြောပိုင်ခွင့်မရှိဘူးရက်ကြတော့စစ်ပွဲတွေရက်ကြလို့ပဲသူပြောပေးလို့ရမယ်ဒီဘက်ဟုတ်ပဲအဲ့လောက်ပဲရှိတယ်ဒါကြောင့်လို့ပြောချင်ပါတယ်ပို့ချင်တဲ့သူမဟုတ်ပါလားမတချို့အရာတွေကအရန်လေးနဲ့တရှင်းနေရာကသွားပြီးတော့ဟိုပုတ်ရမ်းမင်းကြီးကနေရာကသွားပြီးတော့လုပ်လို့မရဘူးလူတိုင်းကတော့ကိုယ့်ဘာသာကိုယ် ယူသေးပါတယ်ချစ်ညံ့လို့တယ်ဒါပေမဲ့တချို့အရာတွေမှာကကျမတို့တွေကဘာသာကြီးကကောင်းတယ်လူကမကောင်းတာသိလားလူတွေကမကောင်းတာဘာသာကြီးအကောင်းကိုအကုန်သင်ပေးတယ်လူကသာ clock ကလန် clock ကလန်လောက်ကြလူတွေကသာလူသက်ကိုမတက်ရဘူးဆိုတာဟိန္ဒူမှာလည်းရှိရပဲမွတ်စလင်မှာလည်းရှိမှာပဲပြီးတော့ဗုဒ္ဓဘာသာမှာလည်းရှိမှာလည်းခရစ်ယာန်လည်းရှိမှာပဲနော်တတ်နေကြတာပဲလေအာနာယူနေကြတာလေတတ်နေကြတာပဲဟုတ်တယ်ဟုတ်ဒါကြောင့်လို့ခရစ်ယာန်ဖုံးတော်ကြီးတပတ် အသက်ခံတာဖြစ်ဖြစ်ခရီးရန်ဖုံးတော်ကြီးတပါးကိုထောင်တန်းပေါ့နော်ချတာဖြစ်ဖြစ်ကျမတို့ဖုံးကြီးတွေကပြောပန်ခွင့်တောင်းဆိုခွင့်မရှိဘူးပြောခဲ့တော့မှသူတို့မှာအာနာဆိုတာမရှိဘူးရှင်ဘာကြောင့်လဲအာနာဆိုတာကလက်နဲ့ရှိရသူကအာနာရှိတာလေရှင်တို့မမြင်ကြဘူးလားဟုတ်တယ်မလားလက်နဲ့ရှိရသူကအာနာရှိတယ်အခုချိန်မှာက ဒါပဲခိဒါဆောင်လို့ခါကြကျမနောက်ဆုံးတော့ကာလာကျမယုံကြည်တဲ့ခါကြရောချက်လေလူတွေကစိုးသွမ်းနေကြလူတွေကတယောက်တည်းနဲ့တက်ဖြတ်မဲတက်မဲဖြတ်မဲတယောက်နဲ့တယောက်ကိုဟိုရှိချင်းမတာမရှိတော့ငါနေရာရဖို့အရေးကြီးတယ်နောက်ဆုံးမှာအခုဟိုကြိလိုက်လေနော်ဟိုဟိုတော်လိုင်းရေးကိုဟိုနန်အောင်တိုက်မယ်ဆိုတော့အန်ယူကြီးတို့ဘီလီယံနဲ့ချက်ကင်းနေငှက်ကင်းနေဖင်ကင်းနေအခုဘာကင်းမှမရှိဘဲနဲ့မာကြိလေ သူတို့ပဲအမတ်တွေအကုန်လုံးယုံမတက်နဲ့ယုံထွက်ယုံမတက်နဲ့ယုံထွက်ဆိုတော့ယုံထွက်ကြတာကယုံယုံယုံမတက်ကြတာကစီရီယန်နေယုံထွက်သွားကြတာစီရီလေးသုံးချောင်းထောင်နေဟုတ်တယ်ဟုတ်အဲ့ဒါကိုလည်းအမတ်တရားကိုသိရတဲ့အနေဗဆက်ပိတ်တဲ့သူကများတယ်ကျိုးနိုင်ငံအဘာလဲဆိုတော့အမှန်တရားကိုချစ်မြတ်လို့ရတဲ့ အဲ့ဒီဆယ်ရီတွေဘာပြောပြောဆယ်ရီတွေပြောတဲ့စကားယုံကြည်လွယ်ဆယ်ရီကပြောမြအိုးချစ်တဲ့စိတ်နဲ့ပဲဘာပဲဖြစ်အဲအခုငှက်ကင်ဝဲမဟိတ်ဆိုဟာထားလိုက်ကြပတ်စံဝေါကနေဝေါကနေပဲပြောပြတာဘလောက်ပဲသူတို့ရေရှည်မကြည့်ကွာထွက်လာတဲ့ resort ကိုသူတို့မကြည့်ဘာလို့အဲ့လောက်တောင်အချိန်နေကြသူတို့မကြည့်ဘူးပြီးတော့ရှင်သူတို့ဟိုလူ့ကိုအပြစ်တင်မယ်ဒီလူ့ကိုအပြစ်တင်မယ်တကယ်တမ်းကြတော့ကျမပြောပြမှာဒီတော်လန်ရေးကြီးကဟိုးအရင်ကတည်းက27ထဲက အာနာတင်းသွားတယ်။ဒါပေမဲ့လောက်ခက်လားဆိုတော့ရသွားလေပဲ။လေးကာလလေးနှစ်ကာလလုံးမှာကြည်ကြလေဘာတွေထွက်လာလဲလို့ပြာတွေပဲကျန်တော့တယ်။အိမ်နေဆိုပြာတွေပဲကျန်တော့တယ်။ဟောဆယ်လီဆိုလို့ရှိရင်ပျော်နေကြပဲ။ဟိုနောက်ဖွင့်ပွဲဒီနောက်ဖွင့်ပွဲရုပ်ရှင်တွေတွားကြ။ဟိုနောက်မှာအော်လန်ဈေးရောင်းကြ။အချင်းနေအေးစေးစေးပဲ။ငလင်လုံးလိုက်တယ်။အာလှူကြတန်းကြပြီးသွားတာပဲ။အပြီးရံပွဲဖြစ်ကြတယ်။မြန်မာနိုင်ငံကြီးကဘယ်လိုခေါ်မစော ဒီပုံစံတိုင်းပဲလေနော်အဲ့ဒါအကြောင်းမလို့ကျမပြောတာကကျမတို့ပုံရံမင်းကြီးကိုဘယ်ရောထဲ့ပါနဲ့လို့နော်ဟိုမတိတလောက်ပြောမှာဆိုရင်ကျမတို့ဒီပုံပုံရံမင်းကြီးอ่ะဆိုလို့ရှိရင်ဒီကိုဘာသာသူတယောက်ကိုကိုယ့်ရဲ့ဖုန်းကြီးတော်ကြီးစပါးကိုတက်ဖြတ်လိုက်လို့သူ့မှာသွားပြီးတော့တရားစင်မြင်ခွင့်လည်းမရှိဘူးသွားပြီးတော့ရံလုံးခွင့်လည်းမရှိဘူး तू ကတော့ဒီတိလဲ သူဆွတောင်းပေးလို့ရမယ်เนาะဆွတောင်းပေးမယ်ဘာသာသူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ပေါ့เนาะပေါ့ညချမ်းချမ်းသာသာရှိဖို့တက်ကိုသူဆွတောင်းပေးရမယ်သူပြောနိုင်တဲ့အထိပဲသူပြောမှာစဖြစ်ကြပါနဲ့လူဘတ်ကြပါနဲ့အဲ့ဒါပဲသူပြောပါငွေရှိတယ်အဲသူ့မှာသွားပြီးတော့ဘာမှအာနာကြီးတခုနဲ့ဟဲ့ငါပုတ်ရမင်းကြီးပဲဟဲ့ဆိုသွားပြီးတော့မရဘူးရှင်သူငါပုတ်ရမင်းကြီးပဲငါသတ်ပြမရဘူးเนาะဒါတွေကဘာသာရေးနဲ့နိုင်ငံရေးနဲ့မတူဘူး เนาะဘာသာရေးကဘာသာရေးနိုင်ငံရေးကနိုင်ငံရေးဘာသာရေးနိုင်ငံပတ်ရောက်ရှက်လို့မရဘူးเนาะဒါလေးတစ်ခုပြောချင်ပါတယ်ဒါကြောင့်မလို့ကျမဒီ post တင်တဲ့အကိုကျမရှင်းပြပါတော့ကဲလို့များပို့ရမင်းကြီးကိုတော့တွေ့ခဲ့လို့ရှင်တယ်။ဘာမှပြောပြောလက်ကဖြစ်သွားလိုက်မယ်ပို့ရမင်းကြီးရောမလဲ။ဩအဲ့ dress suit down ပေးမယ်။စစ်ဖြစ်တမ်းပြီးရင်းစင်းအောင်ဆို suit down ပေးမယ်။အဲ့လောက်ပဲလုပ်လို့ရပါတယ်နော်။ကြည့်ရှုအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ကျမနောက်ဆုံးပြောချင်တာကတော့အမှားအမှန်တွေကိုလေး ခွဲခြားတတ်ပါစေတော့เนาะကျမတို့ရိုင်းပေါ်ယူနေစိတ်တက်တွေဖယ်လိုက်တော့နော်အမှားမှန်ခွဲခြားတတ်ပါစေ မှန်တဲ့ပတ်မှာရိုက်ပေးကြပါမှန်တဲ့ပတ်မှာရက်တည်ပေးကြပါလို့နော်ကျမ ပြောချင်ပါတယ်နော်အားလုံး Happy Good Week ပါနော်ကောင်းကောင်းတောက်ကြနေဖြစ်ပါစေရှင် Thank you.